စမ်းမယ်ထိပ်ဖြူအောင်မင်းအလုရှုပ်နေသည်ဟုတ်ပါတယ်ထိပ်ဖြူအောင်မင်းအလုရှုပ်နေပါတယ်အเจ้าရင်းကတဲချုပ်ကြီးကြိုးစိုးပွဲအတွက်လာကြိုကြားတဲ့သူတွေကိုအင်တာဗျူးဖို့အတွက်တာဝန်ကျလိုပါအောင်မင်းမင်္ဂလာတော်တကိုးစည်းကဝယ်လာတဲ့အနောက်တိုင်းဝှစ်စုံကို တရက်စွာဝှစ်ဆင်လိုက်ပြီးတိန်ကြီးစည်းကကောက်ရထားတဲ့မျက်မှန်နဲ့ကလေးကြီးကိုကောက်တက်ပလိုက်တယ်မဆိုးတကိုးရုပ်ကနေဖာကောင်းရုပ်ဖြစ် တောက်ပြောင်လာတဲ့ယောင်။မှန်တယ်မှာသူ့ကိုသူဘေးတိုက်ကြည့်ကြည့်တယ်။အရှိတက်တဲ့ကနေကြည့်ကြည့်တယ်။ကြည့်တာကြည်နဲ့သွားတော့မှာလွယ်နေကြဘေးလွယ်အိအမဲကလေးကိုလွယ်လိုက်ပြီးလက်တချောင်းထိုးထည့်လိုက်တယ်။လူကြားသူကြားတွေတွားရတော့မယ်ဆိုတော့အန်ဒီရဲ့ရှိတာကူ။ဒီလိုနဲ့အောင်မင်းတယောက်လီရင်ကွင်းရောက်လာတဲ့ဆိုပါတော့အဘကိုလာကြိုကြတဲ့သူတွေအများကြီးကိုတွေ့ရတော့အောင်မင်းပျော်သွားတယ်။ တက်ထောက်ခံသူတွေများစွာရဲ့ရင်တွင်းခံစားချက်အဖြစ်မျိုးစုံကိုကြားရတော့မှာကိုပထမဦးဆုံးဗမာတိုင်းရင်းသားဝတ်စုံနဲ့လာရောက်ကြိုဆိုတဲ့ဇုံတွဲနှစ်ယောက်ကိုအောင်မင်းမေးလိုက်တယ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့ရုရှားခီးစဉ်ကနေလူငယ်တွေအတွက်ပါရီတည်ဆောင်လာမယ်လို့ထင်တယ်လဲဆိုတဲ့မိကုံးပဲဇုံတွဲနှစ်ယောက်ရဲ့တယောက်တစ်လက်စီဖြေးသွားတဲ့အဖြစ်ကဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့ရုရှားခီးစဉ်ကနေလူငယ်တွေအတွက် ကောင်းမွန်တဲ့အနာဂတ်တွေတည်ဆောင်လာမယ်လို့ယုံကြည်ပါတယ်ဆိုတဲ့အဖြစ်ကိုဖြည့်သွားခဲ့တယ်။ထိပ်ဖြူအောင်မင်းအဲဒီအဖြစ်ကိုကျေနပ်သွားပုံရတယ်။ပြုံ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 နဲ့လက်ထွက်လမ်းလျှောက်လာရင်မြန်မာဝတ်စုံဝတ်ထားတဲ့ဘွားတော်တယောက်ကိုထပ်တွေ့တယ်။အမအမအနေနဲ့ဒီလိုကြိုးစိုးအဲ့ခံပွဲကိုဘယ်လိုစိတ်ကူးနဲ့လာသလဲဆိုတာပြောပြလို့ရမလားဆိုပြီးထပ်မေးတယ်။ဘွားတော်ကြီးကကျမတို့လူငယ်တွေအတွက် တက်ချုပ်ကြီးကကောင်းမွန်တဲ့အနာဂတ်တွေတည်ဆောင်လာမယ်လို့ယုံကြည်တဲ့အတွက်လာရောက်ကြိုဆိုခြင်းဖြစ်ပါတယ်ဆိုပြီးဖြေလဲဖြေလိုက်ရောအောင်မင်းစိတ်နည်းနည်းပဝင်မကြသွားပုံရတယ်ဘာမှတော့ပြန်မပြောနောက်တစ်ယောက်ကိုပဲထပ်မေးတော့မယ်ဆိုပြီးလူထက်ရှာနေတော့ကချင်တိုင်းရင်သူလေးတယောက်ကို ဝေးကနေလမ်းမြင်တော့မျက်စိကျသွားတယ်အောင်မင်းအပြေးသွားတယ်ကချင်တိုင်းရင်သူအနေနဲ့ဘာဖြစ်လို့ ဒီတက်ချုပ်ကြီးကြိုးစိုးပွဲကိုလာရတာလဲဆိုတာပြောပြပေးလို့ရမလားဆိုပြီးအဖြေကိုတိကျင်လုံးနဲ့မျက်နှာယူကြီးနဲ့မေးလိုက်တော့ကချင်မကလည်းမဆိုင်မတော့ပြန်ဖြေတယ်ဘိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့ခရရှာခီးစဉ်ကနေလူငယ်တွေအတွက်တောင်းမွန်တဲ့အနာဂတ်အဖြေစကားပင်မဆုံးလိုက်အောင်မင်းကနေပြီးတော့ငါမေးလာတာငါရလောက်ရှိပြီငါမေးတဲ့မေးခွန်းသာပြောင်းသွားတယ်အဖြေကတော့ဒီအဖြေတွေကြီးပဲဒီတခြားကမဖြစ်တတ်တော့ဘူးလား ်ဆိုပြီးပြောလိုက်တော့တကယ်ချင်မလဲတင်းသွားပုံရတယ်။အိုးကျမလဲဦးအောင်မြင့်ပြောခိုင်းတဲ့အတိုင်းပြောရတာဒီကိုတော့တိတ်လာကျင်တော့မဟုတ်ဘူး။ဦးအောင်မြင့်ဆိုတာကဘယ်သူတော့အောင်မင်းကလဲသိချင်စောနဲ့မေးတယ်။ဟိုနယ်လဲပိုင်ရိုက်လာတဲ့ဝန်ကြီးဦးအောင်မြင့်လေဒီကိုလာကြိုးတဲ့သူတွေအကုန်လုံးကို သူကပဲဒီလိုဖြေရမယ်ဆိုပြီးတင်ပြီးထားတာ။မောက်ဆိုးမှာစပကီနဲ့လူတယောက်လာမေးလိုက်မယ်။ तू ဘာမေးမေးဒီလိုပဲဖြေရမယ်ဆိုပြီး မှားသွားတဲ့အပြင်တခြားဟာရှောက်ဖိရင်အိမ်တိုင်းရရောက်လာပါရိုက်မယ်ဆိုပြီးတော့တောင်ကျိန်သွားသေးတယ်။အောင်မင်းလဲသူ့အဖြေကြပြီးတော်တော်တင်းသွားကုန်ရတယ်။နေစားပါဦး။အဲ့ဒီဦးအောင်မြင့်ဒီလိုဖြေခိုင်းတာတော့ဟုတ်ပါပြီ။မောက်ဆိုးမစပါကီဆိုတာနေဘသူကိုပြောတာတော့။ကချင်ဝတ်စုံဝတ်ထားတဲ့ကချင်မကလည်းရှင့်ကိုပြောတာလေ။ဘာဖြစ်လို့တော့။အော်မင်းကငါ့ကိုမောက်ဆိုးမစပါကီဆိုပြီးပြောတယ်ဗော။အေးဒီမဲ့ငါပြောမယ်။ ငါတွေ့ဘူးသမျှကချင်မထဲမှာလေနေ့လောက်တောက်ရုပ်ဆိုးတာတစ်ခါမှမတွေ့ဘူးဘူးဆိုပြီးပြန်လဲပတ်လိုက်ရောပြဿနာတွေကရှင်းမရတော့ပဲတဲချုပ်ကြီးလင်းရင်မဆိုင်ခင်မှာအောင်မင်းရဲ့အင်တာဗျူးအစီအစဉ်ကြီးပြတ်သွားပါတော့တယ်ဘိုးချုပ်မင်းမင်းမင်းအွန်လိုင်းရဲ့ရုရှားခီးစင်ကနေပြီးတော့လူငယ်တွေအတွက်ဘာတွေသင်ဆောင်လာမယ်လို့ထင်လဲဘိုးချုပ်မင်းကြီးမင်းအွန်လိုင်းရဲ့ရုရှားခီးစင်မှာကျမတို့လူငယ်တွေအတွက်အကောင်းမွန်တဲ့အနာဂတ်တွေသင်ဆောင်လာမယ်လို့ယုံကြည်ပါတယ် အဲဘိုးရုံမူကြီးမင်းအောင်လာရဲ့လွတ်ချခရီးစဉ်မှာကျွန်တော်တို့လူငယ်တွေအတွက်ကောင်းမွန်တဲ့အနာဂတ်တွေတောင်းလာမယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်။ညီမအနေနဲ့ဒီအခမ်းဒီဟိုဗောနော်ဒီကျိုးစိုးအခမ်းအရေးကိုဘယ်လိုစိတ်ကူးနဲ့လာတာလဲအဲ့ဒါလေးပြောပြ။အဟုတ်ဘိုးရုံမူကြီးမင်းအောင်လာရဲ့အခုနိုင်ငံဟိုရက်ချခရီးစဉ်မှာဗောနော်ကျွန်မတို့လူငယ်တွေအတွက်အနာဂတ်ကောင်းတွေတောင်းလာမယ်လို့ကျွန်မတို့ယုံကြည်ရဲ့အတွက်ဒီဟိုဟာဘိုးရုံမူကြီးကိုလာပြီးတော့ကြိုတာပါ။ ကျေးဇူးပါညီမမချုံမူးကြည့်မရလိုက်ရဲ့ကျမရုရှားခီးစင်ပါကျမတို့လူငယ်တွေအတွက်ကောင်းမွန်တဲ့အနာဂတ်တွေတည်ဆောက်နိုင်မယ်လို့ကျမတို့ယုံကြည်ပါတယ်ကျေးဇူးပါညီမတဲ့တွင်အမှန်တွေတင်ဆက်ပေးနေတယ်